အားလုံးပဲမင်္ဂလာပါရှင်။ Revo Re by Monis Channel မှာကြိုဆိုလိုက်ပါရစေ။ Kaspar Zor ရဲ့လူမကြိုက်တာခံရတဲ့တတ္တိဆိုတဲ့ဘာသာပြန်စာအုပ်လေးရဲ့အပိုင်းဆက်ကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။လူမကြိုက်တာခံရတဲ့တတ္တိအပိုင်း၁၂ Gordian ကြိုးထုံးကိုဖြတ်ထုတ်ပြပါ။ လူတယောက်ဟာတာဝန်ခွဲခြားခြင်းသဘောတရားကိုနားလည်ပြီးလက်တွေ့ကျင့်သုံးနိုင်မယ်ဆိုရင်သူ့ရဲ့လူလူချင်းဆက်ဆံရေးဟာချက်ချင်းဆိုသလိုပဲလွတ်လပ်သွားလိမ့်မယ်ဆိုတာကျွန်တော်နားလည်ပါတယ်။ဒါပေမဲ့အဲ့ဒါကိုကျွန်တော်လက်ခံလို့မရနိုင်သေးဘူးဖြစ်နေတယ်။ဆက်ပြောပါဦး။ငါနားထောင်နေပါတယ်။ theory ရတော့တာဝန်ခွဲခြားခြင်းသဘောတရားဟာလုံးဝမှန်တယ်လို့ကျွန်တော်ထင်တယ်။ခြားသူတွေကျွန်တော်ပေါ်ထင်မြင်တာကျွန်တော်ပေါ်ဆုံးဖြတ်သတ်မှတ်ချက်တွေချတာတွေဟာသူတို့လုပ်ပါပဲ။အဲ့ဒါတွေကကျွန်တော်ဘာမှတတ်နိုင်တဲ့ကိစ္စတွေမဟုတ်ပါဘူး။ ပြီးတော့ကျွန်တော်ဟာကျွန်တော်ဘဝမှာလှုပ်ရှားရှိတာတွေကိုဘာမှုသားမှမတုံးမဲ့လှုပ်ရမယ်ဒါဟာဘဝရဲ့အမှန်တရားတစ်ခုလို့ခင်ဗျားပြောတာကကျွန်တော်အတွက်ဘာပြဿနာမှမရှိပါဘူးကျွန်တော်အနေနဲ့လည်းအဲ့ဒါကိုမှန်တယ်လို့ထင်ပါတယ်ဒါပေမဲ့ဒါကိုတစ်ချက်စဉ်းစားကြည့်ပါကျုပ်ဝင်းနဲ့လူကုံတိတ်ခါရှူတော့ကနေကြည့်ရင်အဲ့ဒါတွေဟာမှန်ကန်တဲ့လှုပ်ရက်တွေလို့ပြောလို့ရပါမလားဆိုလိုတာကမိမိနဲ့တခြားသူတွေကြားမှာအကန့်အသတ်မြင်းကြောင်းတွေဆွဲပြီးနေထိုင်တာမျိုးကလေဘာကြောင့်လဲဆိုတော့ခြားသူတွေအတွက်ကခမည်းအတွက်စိုးရိမ်ပူပန်လို့တခုခုပြောတာ ခမရပါတွေလုံနေတာလဲလို့မိတာမျိုးတွေလုံတဲ့အခါတိုင်းမှာခမရကမင်းငါကိစ္စကိုဝင်ဆွတ်ဖက်နေတာပဲလို့ပြောလိုက်တာမျိုးကခြားသူတွေကိုအဝေးကိုတွန်းထုတ်လိုက်ပြီးသူတို့စေတနာကိုစော်ကားနေတာမျိုးဖြစ်မနေဘူးလားအဲ့ဒါလို့လုံတာမျိုးကကျွန်တော်အမြင်မှာတော့ခြားသူတွေရဲ့စေတနာကိုစော်ကားနေတာမျိုးလိုပဲမင်းကြီးမြတ်တဲ့အလန်ဇန်ဒားပြင်အကြောင်းကိုကြားဘူးလားကြီးမြတ်တဲ့အလက်ဇန်ဒားဟုတ်လားသူ့အကြောင်းကျွန်တော်ကမ္ဘာသမိုင်းမှာသင်ခဲ့ဘူးပါတယ်သူဟာ မက်ဆီဒိုနီးယန်းဘုရင်တစ်ပါးဖြစ်ပြီးခရစ်တော်မပေါ်မီ400စုလောက်မှရှိခဲ့တဲ့လူဖြစ်တယ်။ပါရှန်နယ်ပယ်တစ်ခုဖြစ်တဲ့လစ်ဒီယာကို သူစစ်ချီတဲ့ချိန်နှုန်းကမြို့ရိုးအတွင်းမှာအမျက်တနိုးသိမ်းဆီးထားတဲ့စစ်ရထားတစ်စီးအကြောင်းကိုကြားသိခဲ့ရတယ်။အဲ့ဒီစစ်ရထားကို အရင်ဘုရင်ကြီး Gordius ကဖျားเจ้าမှာတိုင်တိုင်မှာကြိုးတစ်ခုနဲ့တင်းတင်းကြပ်ကြပ်မြဲမြဲမြန်မြန်ချီထားခဲ့တယ်။ဒေသတွင်တပောင်တစ်ခုကလည်း အဲ့ဒီကျိုးထုံးကိုဖြေနိုင်တဲ့သူဟာအာရှတိုက်ရဲ့အရှင်သခင်ဖြစ်လိမ့်မယ်လို့ဆိုထားတာရှိတယ်။အဲ့ဒါဟာအင်မတန်တင်းကျပ်တဲ့ကျိုးထုံးဖြစ်ပြီးလူပေါင်းများစွာဘလောက်ကြိုးစားပြီးဖြေပေမဲ့မပြေနိုင်တဲ့ကျိုးထုံးဖြစ်တယ်။အခုကြီးမြတ်တဲ့အလက်ဇန်ဒါဘုရင်ဟာအဲ့ဒီကျိုးထုံးရှိမှရက်ပြီးဘာလုပ်လိုက်တယ်လို့မင်းထင်လဲ။ဆိုတော့သူဟာအဲ့ဒီဒန်နာယီလာကျိုးထုံးကိုအလွယ်တကူမဖြေနိုင်ခဲ့ပေမဲ့အာရှတိုက်ကိုအုပ်စိုးသူဖြစ်လာခဲ့တယ်မဟုတ်လား။မဟုတ်ဘူး။အဲ့လို ဖြစ်ခဲ့တာမဟုတ်ဘူး။ ကျိုးထုံးဟာဘလောက်တင်းကျပ်တယ်ဆိုတာကိုသူမြင်မြင်ချင်းမှသူ့ဓာတ်ကိုဆွဲထုတ်ပြီးကျိုးထုံးကိုအလဲကနေတစ်ချက်ထဲနဲ့ထက်ကွက်ပိုင်းပစ်လိုက်တာပဲ။အိုးပြီးတော့သူပြောခဲ့တယ်။ကံကြမ္မာဆိုတာဒန်နာရီတွေကနေတည်ဆောင်လာတဲ့အရာမဟုတ်ဘူး။ကိုကိုပိုင်ဓာတ်နဲ့ခုတ်ထွင်ရှင်းလင်းပြရမယ့်အရာသာဖြစ်တယ်တဲ့။သူဟာဒန်နာရီတွေကစွမ်းအားတွေကိုတုံးစရာမလိုပဲသူ့ကံကြမ္မာကို သူ့ဓာတ်နဲ့ပဲတိဆောက်ယူခဲ့သူဖြစ်တယ်။မင်းသိတဲ့အတိုင်းပဲသူဟာအဲ့ဒီနောက်မှာ အခုအချိန်မှာအရှိအလေပိုင်းနဲ့အာရှအနောက်ပိုင်းလို့တည်ကြတဲ့နေရာတွေကိုတိုက်ခိုက်အောင်နိုင်ခဲ့တယ်။ဒီဖြစ်ရက်ကလေးကို Guardian ကြိုးထုံးဆိုပြီးလူသိများတယ်။ဆိုတော့အဲ့ဒီကြိုးထုံးလိုမျိုးတင်းတင်းကြပ်ကြပ်ချီနောင်ရှက်လိန်နေကြတဲ့ငါတို့ရဲ့လူမှုဆက်ဆံရေးကြိုးထုံးတွေကိုရှေးယိုနီလန်းတွေသုံးပြီးဖြည့်ရှင်းနေလို့မရဘူး။နီလန်းအစ်စ်တွေသုံးပြီးရှင်းထုတ်ပြရမယ်။တာဝန်ခွဲခြားခြင်းသဘောတရားကိုငါရှင်းပြရတဲ့အချိန်တိုင်းမှာငါဟာ Guardian ကြိုးထုံးကိုအမြဲတွားတွားသတိရမိတယ်။ကောက်ပါပြီ ခမရကိုတိုက်ခံလုံနေတယ်လို့သဘောမထားပါနဲ့။ဒါပေမဲ့လူတိုင်းဟာကြီးမြတ်တဲ့အလက်ဇန်ဒါဖြစ်မလာနိုင်ပါဘူး။ဇက်လန်ထဲမှာတောင်မှအလက်ဇန်ဒါကလွှဲရင်တခြားသူတွေဟာကြိုးထုံးကိုဖြစ်နိုင်ခဲ့ကြတာမဟုတ်ပါဘူး။ပြီးတော့အလက်ဇန်ဒါလုတ်ခဲ့တယ်လို့မျိုးသူရဲကောင်းဆန်တဲ့အပြုမူတွေဟာဒီနေ့လိုခစ်အခါအထိဘောင်းဝင်နေသေးလို့လားအဲ့ဒါကတာဝန်ခွဲခြားခြင်းတဲ့တပုံစံနဲ့ပဲလူတယောက်ဟာတစ်ခုခုကိုဓာတ်နဲ့ပိုင်းဖြတ်တယ်လို့ပိုင်းဖြတ်ပြစ်လိုက်ရမယ်ဆိုတာကိုသိပေမဲ့လည်းအဲ့ဒါလိုတကယ်ပိုင်းဖြတ်ဖြစ်လိုက်ဖို့ရာကတော့သူ့အတွက်အခက်တွေ့နေနိုင်တာပဲ ဘာကြောင့်လဲဆိုတော့လူတယောက်ဟာတာဝန်ခွဲခြားခြင်းအယူအဆနဲ့ဘဝကိုရှေ့ဆက်သွားမယ်ဆိုရင်အဆုံးသတ်မှာသူဟာလူတွေနဲ့ချီနှောင်ထားတာတွေကိုအကုန်ဖျက်ထုတ်ပြရမှာမို့လို့ပဲတယောက်ယောက်ကလူတွေနဲ့လုံးဝအဆက်ဆံမရှိတော့ဘူးဖြစ်သွားလိမ့်မယ်။ပြပြပြောတဲ့တာဝန်ခွဲခြားခြင်းဆိုတာကလူတွေရဲ့စိတ်ခံစားချက်တွေကိုလုံးဝလစ်လျူရှုထားရတယ်လို့ဖြစ်နေမှာပဲ။အဲ့ဒါလိုအနေအထားမျိုးနဲ့လူတယောက်ဟာကောင်းမွန်တဲ့လူလူချင်းဆက်ဆံရေးကိုဘယ်လိုတည်ဆောက်နိုင်တော့မှာလဲ။လူတယောက်ဟာအဲ့ဒါကိုတည်ဆောက်နိုင်ပါတယ်။ တာဝန်ခွဲခြားခြင်းဟာလူလူချင်းဆက်ဆံရေးတွေအတွက်ရည်ရွယ်ချက်မဟုတ်ပါဘူး။အဲ့ဒါဟာဝင်ပေါက်လမ်းကြောင်းတစ်ခုပါ။ဝင်ပေါက်လမ်းကြောင်းဟုတ်လား။ဥပမာအားဖြင့်စာအုပ်တုပ်ကိုဖက်လိုက်တဲ့အချိန်မှာစာအုပ်နဲ့မျက်နှာနဲ့တိတ်ကက်လွန်ရင်ဘာစာကိုမှမြင်ရမှာမဟုတ်ဘူး။အလားတူပဲကောင်းမွန်တဲ့လူမှုဆက်ဆံရေးတစ်ခုကိုတည်ဆောက်ရမှာလဲတင့်လျော်တဲ့အကွာအဝေးတစ်ခုရှိဖို့လိုတယ်။အကွာအဝေးကတိတ်သေးလို့ရင်လူတွေကပူကက်သွားမိကြလိမ့်မယ်။ အဲ့ဒလိုအခါမှာတယောက်နဲ့တယောက်စကားပြောဖို့ရတော့မှမဖြစ်နိုင်လောက်အောင်ဖြစ်သွားလိမ့်မယ်။အကွာဝေးဟာလည်းတင့်တင့်ကောင်းမွန်တဲ့အကွာဝေးဟုတ်မနေဘူးဖြစ်သွားလိမ့်မယ်။ကလေးတွေကိုလွန်မင်းစူပူငေါက်ငန်းတဲ့မိဘတွေဟာကလေးနဲ့စိတ်ပိုင်းဆိုင်ရာအရာဝေးကွာသွားကြလိမ့်မယ်။အဲ့ဒလိုဖြစ်သွားခဲ့ရင်ကလေးဟာမိဘနဲ့ဘယ်တော့မှတိုင်ပင်ဆွေးနွေးတာကိုမလုပ်တော့ဘူး။မိဘဟာလည်းကလေးကိုကောင်းမွန်တဲ့ကူညီထောက်ပံ့မှုကိုပြုလုပ်နိုင်မှာမဟုတ်တော့ဘူး။လူတယောက်ဟာအခြားလူတယောက်အကူအညီလိုတဲ့အချိန်မှာအကူအညီပေးဖို့ရာတင့်ဖြစ်နေရမယ်ဆိုပေမဲ့ သူ့ရဲ့နယ်ပယ်ထဲကိုတော့ဝင်ရောက်ကျူးကျော်စိုးမိုးတာမျိုးမလုပ်ရဘူးဒီလိုမျိုးတင့်တင့်ရှောက်ပတ်တဲ့ကွာဝေးတစ်ခုကိုထိမ့်သိမ်းထားနိုင်ဖို့ရာကအရေးကြီးတယ်အဲ့လိုကွာဝေးမျိုးကမိဘနဲ့သားသမီးဆက်ဆံရေးမှာတောင်ထားရမှာပဲလားထားရမှာပေါ့စောစောတုန်းကတာဝန်ခွဲခြားခြင်းဟာလူတယောက်ရဲ့ကောင်းမြတ်တဲ့စေတနာကိုစော်ကားသလိုဖြစ်နေတယ်လို့မင်းပြောခဲ့တယ်နော်အဲ့ဒါဟာဆုလက်ဆိုတာနဲ့တွဲချီထားတဲ့အသည့်ပဲအဲ့ဒါကတယောက်ယောက်ကမင်းအတွက်ကောင်းတာတစ်ခုခုလုပ်ပေးရင် အဲ့လူကဘာမှမလို့ခြင်းမူဆိုရင်တော့မှမင်းကလည်းအပြန်လန်နေနဲ့တခုခု ပြန်လုပ်ပေးရမယ်ဆိုတဲ့အတွေးမြင်ပဲစိတ်ကောင်းစေတနာကိုတုံ့ပြန်တာလို့ပြောမဲ့အစားအဲ့ဒါဟာစုလက်နဲ့တွဲချီတဲ့အမြင်တစ်ခုလို့ပြောရလိမ့်မယ်ချားလူကဘာတွေနဲ့ပဲဆွဲဆောင်နေသည်ဖြစ်စေမင်းဘာပြန်လုပ်တင်တယ်လဲဆိုတာကိုဆုံးဖြတ်ရမယ်တယောက်ထဲတော်သူကမင်းပါပဲစုလက်ဆိုတာချိတ်ဆက်မှုလို့ကျွန်တော်ခေါ်တဲ့အရာရဲ့ရေးတောက်မြင်လားဟုတ်တယ်လူမှုဆက်ဆံရေးတစ်ခုဟာစုလက်အပေါ်မှာအခြေတည်ထားခဲ့ရင်လူတစ်ယောက်ဟာ မင်းကိုငါဒီလောက်ပေးထားတယ်ဆိုတော့မင်းငါကိုဒီလောက်တော့ပြန်ပေးတင်တယ်ဆိုတော့ခန်းစားချက်မျိုးပေါ်လာတတ်တယ်အဲ့ဒါဟာတာဝန်ခွဲခြားခြင်းနဲ့အတော်လေးကွဲပြားခြားနားတဲ့အတွေးမြင်ဖြစ်တယ်ငါတို့ဟာဆုလက်ကိုမရှာဖွေရဘူးဆုလက်နဲ့ချီနှောင်မထားရဘူးဟွန်းဒါပေမဲ့လည်းဘာတာဝန်ခွဲခြားမှုမှမလုပ်ပဲလူတစ်ယောက်ရဲ့အလုပ်ကိုအလွယ်တကူဝင်ရှုပ်လို့ရတဲ့အခြေအနေတွေလည်းရှိပါတယ်ဥပမာအားဖြင့်ကလေးတွေကိုပြိုးထောင်တဲ့အနေအထားမှာ ကလေးဟာသူ့ဖက်နက်ကိုစီးဖို့အခက်ကြုံနေရတဲ့အခြေအနေမျိုးပေါ့လှုပ်ရှုပ်နေတဲ့မိခင်တယောက်အတွက်တော့ကလေးသူ့ဟာသူ့ဖက်နက်စီးနေတာကိုပြီးအောင်စောင့်နေမဲ့အစားသူ့ဝင်စီးပြလိုက်တာကပိုပြီးမြန်တာပေါ့ဒါပေမဲ့ဒါဟာလဲကလေးသူ့လို့သူမလို့ရတာမျိုးဖြစ်သွားစေတဲ့ဝင်ရောက်ဆွဖတ်မှုတစ်ခုပါပဲပြီးတော့အဲ့ဒါလိုဝင်ရောက်ဆွဖတ်မှုမျိုးကိုထက်တလဲလဲလှုပ်ချင်းရဲ့အကျိုးဆက်အနေနဲ့ကလေးဟာရာရာကိုစူးစမ်းလေ့လာလို့ရတဲ့စိတ်ချုပ်ဆုံးသွားလိမ့်မယ်ပြီးတော့ကလေးဟာသူ့ရဲ့ဘဝဘေးတာဝန်တွေကိုရင်ဆိုင်နိုင်တဲ့တက်တည်လဲပျောက်ဆုံးသွားလိမ့်မယ် အဒလာပြောခဲ့သလိုပေါ့စိန်ခေါ်မှုတွေကိုရင်ဆိုင်မှုတင်ကြားပေးခြင်းမခံရတဲ့ကလေးတွေဟာစိန်ခေါ်မှုတွေအလုံးကိုရှောင်ချားဖို့ကြိုးစားကြလိမ့်မယ်တဲ့ဒါပေမဲ့အဲ့ဒါကသွေးချောက်လုံးနဲ့တာယာကြည်နူးွယ်ကင်းတဲ့တွင်းနီးမျိုးပဲကြီးမြတ်တဲ့လန်ဇန်နာဂေါ်ဒီယန်ကျိုးထုံးကိုဖျက်ချလိုက်တဲ့အချိန်တုန်းကလည်းအဲ့လိုခံစားခဲ့ရသူတွေရှိကောင်းရှိနေလိမ့်မယ်ကျိုးထုံးကိုလက်နဲ့ဖြေခိုင်းခဲ့တာဟာအနက်အဓိပ္ပာယ်တစ်ခုခုရှိလိမ့်မယ်ကျိုးကိုဓာတ်နဲ့ဖျက်ချလိုက်တာကအမှားယွင်းတစ်ခုပဲ အလက်ဇန်းဒားဟာဂျာရိတ်ဟောသူရဲ့စကားရဲ့အနက်အဓိပ္ပာယ်ကိုနားလည်မှုလွဲနေတာဖြစ်မယ်။စသဖြင့်ပေါ့။အဒလာစိတ်ပညာမှာပုံမှန်လူမှုဗေဒစဉ်းစားနည်းတွေနဲ့ဖြောင်းဖြောင်းကြီးစန့်ကျင်နေတဲ့အချက်တွေရှိတယ်။သူကအเจ้าကနေအကျိုးကိုဆွဲယူတာကိုညင်းပယ်တယ်။စိတ်ဒဏ်ရာဆိုတာတွေကိုညင်းပယ်တယ်။ပြီးတော့အကျိုးအတွက်ဖန်တီးထားသောအเจ้าတရားကိုဖော်ထုတ်တယ်။လူတွေရဲ့ပြဿနာအလုံးကိုလူလူချင်းဆက်ဆံရေးဆိုင်ရာပြဿနာတွေအဖြစ်ပဲရှုမြင်ကင်သွယ်တယ်။တိမဲ့ပြုမှုတွေကိုရှာဖွေတာကိုညင်းပယ်ခိုင်းတယ်။ တာဝန်ခွဲခြားမှုတွေလုပ်ခိုင်းတယ်။အဲ့အရာတွေအားလုံးဟာပုံမှန်လူမှုဗေဒစဉ်းစားပုံစံတွေနဲ့ဆိုဖြောင်းဖြောင်းကြီးစန့်ကျင်နေတာတွေပဲ။အဲ့ဒါမဖြစ်နိုင်ဘူး။ကျွန်တော်အဲ့ဒါကိုမလုပ်နိုင်ဘူး။ဘာကြောင့်လဲ။လူငယ်ဟာဒသနာပညာရှင်စတင်ရှင်းပြနေတဲ့တာဝန်ခွဲခြားခြင်းသဘောတရားကြောင့်စိတ်ပြက်လက်ပြက်ဖြစ်နေပါတယ်။လူတစ်ယောက်ဟာသူ့ရဲ့ပြဿနာအားလုံးကို သူ့ရဲ့လူလူချင်းဆက်ဆံရေးပြဿနာတွေလို့စဉ်းစားလိုက်တဲ့အချိန်မှာ တာဝန်ခွဲခြားခြင်းဟာထိရောက်တဲ့လက်နက်ကိရိယာတစ်ခုဖြစ်လာပါတယ်။အဲ့ဒီရှူတောင်းကနေ ကြည့်မယ်ဆိုရင်ကမ္ဘာလောကဟာအတော်လေးရှင်းလင်းသွားပါတယ်။ဒါပေမဲ့အဲ့ဒါဟာအသွေးအသားရှွန်းရှွန်းဆူဆူမရှိပဲသွေးချောက်တဲ့လောကအမြင်တစ်ခုလိုဖြစ်နေပါတယ်။လူတစ်ယောက်အနေနဲ့ခံစားရမယ့်နှွေးထွေးတဲ့ခံစားမှုကိုမပေးနိုင်မှုဖြစ်နေပါတယ်။အဲ့ဒါလို့ဒသနာမျိုးကိုဘယ်သူကလက်ခံနိုင်မလဲ။လူငယ်ဟာသူ့ကလက်ထိုင်ကနေထရရလိုက်ပြီးကြဲကြဲလောင်လောင်ကြီးတွားလိုက်ပါတယ်။ တိမက်ပြုခံခြင်းစိတ်ဟာမင်းကိုမလွတ်မလပ်ဖြစ်စေတယ်။ဒီမှာကျွန်တော်ဟာနှစ်အတော်ကြာအောင်မကျေနပ်ချက်တွေကိုခံစားခဲ့ရတာ။လောကထဲကအရွယ်ရောက်ပြီးတဲ့သူတွေကလူငယ်တွေကိုမင်းကြိုက်တဲ့ဟာကိုမင်းလုပ်ပါလို့ပြောကြတယ်။ပြီးတော့လူတွေကိုသူတို့နားလဲသလိုလိုပုံစံနဲ့အဲ့ဒီစကားကိုပြုံးပြီးပြောကြတယ်။လူငယ်တွေဘက်မှာသူတို့ရှိသလိုလိုနဲ့အဲ့ဒီစကားကိုပြောကြတယ်။ဒါပေမဲ့အဲ့ဓာတွေကဗဇက်ဖျားကလာတဲ့စကားတွေတသက်သက်ပါပဲ။သူတို့အဲ့ဒီစကားကိုပြောနိုင်ကြတယ်ဆိုတာကလည်း အဲ့ဒီလူငယ်တွေကသူတို့နဲ့ဘာမှမတော်ဆက်တဲ့သင်းတွေဖြစ်နေလို့ပါပဲအဲ့ဒီလူငယ်နဲ့သူတို့ရဲ့အကြားမှာဘာတာဝန်ယူစရာမှမရှိတဲ့ဆက်ဆံရေးမျိုးဖြစ်နေလို့သာသူတို့အဲ့ဒါလို့ပြောနိုင်ကြတာပဲမိဘတွေနဲ့ဆရာတွေကတော့အဲ့ဒီအကြောင်းကိုတက်ပါဒါမှမဟုတ်တည်ငြိမ်တဲ့အလုပ်တစ်ခုကိုရှာပါစတဲ့စကားမျိုးတွေပြောကြတယ်အဲ့ဒါလို့ကောင်းမွန်ပြီးစိတ်ဝင်စားဖွယ်ရမကောင်းတဲ့လမ်းညွန်ချက်တွေကတော့ဝင်ရောက်ဆွတ်ဖက်တာမျိုးမဟုတ်တဲ့ပြင်သူတို့ရဲ့တာဝန်ဝတ္တရားကိုဖြည့်ဆည်းပေးနေတာမျိုးပါဘာကြောင့်လဲဆိုတော့ မိဘဆရာတွေနဲ့ကျွန်တော်တို့ဟာနီးနီးကပ်ကပ်ချိတ်ဆက်မှုရှိနေပြီးသူတို့ဟာကျွန်တော်တို့ရဲ့အနာဂတ်အတွက်တကယ်စိုးရိမ်ပူပန်မှုရှိကြလို့ပဲမင်းကြိုက်တာမင်းလို့ကွာဆိုတဲ့တာဝန်မဲ့စကားမျိုးကိုသူတို့ပြောမထွက်နိုင်ကြဘူးခမရလည်းပဲအဲ့ဒါလိုနားလည်မှုရှိတဲ့အပြုံးမျိုးပြုံးပြီးမင်းကြိုက်တာကိုမင်းလို့ပါဆိုတာမျိုးပြောနိုင်တာပဲဒါပေမဲ့ခြားသူတွေစီကအဲ့ဒါလိုစကားမျိုးကိုကျွန်တော်အယုံကြည်မရှိဘူးအဲ့ဒါဟာလုံးဝတာဝန်မဲ့တဲ့စကားမျိုးပဲလူတစ်ယောက်ရဲ့ပခုံးပေါ်တက်နေတဲ့ပေါက်ဖက်ကောင်ကိုခါချပေးလိုက်တယ်လို့မျိုးပဲရှိတာပါ ကမ္ဘာလောကကအဲ့ဒီဘောက်ဖက်ကောင်ကိုဝိုင်းနှင်းချိန်နေကြရင်ခမားကအဲ့ဒါငါ့လုံမဟုတ်ဘူးလေလို့ပြောမယ်ပြီးတော့အေးအေးဆေးဆေးပဲခမားအဝေးကိုထွက်သွားလိမ့်မယ်ဘာတာဝန်ခွဲခြားခြင်းလဲဖိုးကြီးအိုးဖျားကြီးမင်းအတော်ဒေါသထွက်နေပြီပဲဆိုတော့မင်းပြောခဲ့တာတွေကိုတခြားနည်းနဲ့ပြောရရင်မင်းကတယောက်ယောက်ကိုတစုံတစ်ခုသောအနေအထားအထိဝင်ရောက်ဆွတ်ဖက်စေခြင်းနေတယ်လို့ပြောလို့ရမလားမင်းရှောက်မဲ့လမ်းကြောင်းအတွက်ခြားသူတယောက်ယောက်ကိုဝင်အဆုံးဖြတ်ပေးစေခြင်းနေတယ်လို့ပြောလို့ရမလား ဟုတ်တယ်အဲ့ဒါလိုပဲဒီလိုပြောလို့လည်းရတယ်လူတယောက်ရဲ့မျှော်လင့်ချက်ပေါ်ခြားသူတွေကဝေဖန်ဆုံးဖြတ်ဖို့ဒါမှမဟုတ်လူတယောက်စီကဘလို့အခန်းကဏ္ဍကိုတောင်းဆိုမလဲဆိုတာကသိမခက်ပါဘူးတခြားတစ်ဖက်မှာတော့လူတယောက်ဟာသူကြိုက်တယ်လို့နေထိုင်မှုဆိုတာကိုလုံးဝခက်ခဲတယ်လူတယောက်ဘာတွေလိုချင်တယ်လဲလူတယောက်ဘလို့လူဖြစ်လာချင်လဲဆိုတာနဲ့လူတယောက်ဟာဘလို့ဘွားနဲ့နေထိုင်သွားချင်လဲဆိုတာတွေကပြောလွယ်တယ်လို့အလုတ်ခတ်တယ်လူတယောက်ဟာအရာရာတိုင်းအတွက်အဲ့ဒါလို့ကောင်းမွန်တဲ့အတွေးမြင်အမြဲရှိမနေနိုင်ဘူး လူတိုင်းမှာရှင်းလင်းတဲ့အိမ်မက်တွေနဲ့ရီမန်းချက်တွေရှိနေတယ်လို့ထင်နေတာကအကြီးအကျယ်မှားယွင်းနေတဲ့အမြင်ပဲခမရအဲ့ဒါကိုမသိဘူးလားအဲ့ဒလိုမျိုးနေထိုင်ပြီးတခြားသူတွေရဲ့မျောမှန်းချက်တွေပြေဝအောင်လုပ်ပေးနေတာမျိုးကလွယ်ကူကောင်းလွယ်ကူပါလိမ့်မယ်ဘာကြောင့်လဲဆိုတော့အဲ့ဒလိုနေထိုင်တာမျိုးကကိုယ့်ကိုယ်ပိုင်ဘဝကိုစတေဘီသူတို့အကြိုက်လိုက်နေပေးလိုက်ရတာမျိုးမို့ပဲဥပမာအားဖြင့်လူတယောက်ဟာသူ့မိဘတွေခင်းပေးတဲ့လမ်းအတိုင်းတာတာရာရာလေးရှောက်လန်းသွားမယ် သူလိုချင်တဲ့အရာတွေအများကြီးရှိနေရင်တောင်မှအဲ့ဒီလမ်းပေါ်ကနေဆင်းမသွားရင်သူဟာလမ်းပြောင်မသွားနိုင်ဘူး။ဒါပေမဲ့လူတစ်ယောက်ဟာကိုယ်လမ်းကိုလျှောက်ဖို့ဆုံးဖြတ်လိုက်ပြီးဆိုရင်မကြာခဏလမ်းပြောက်သွားတာမျိုးဖြစ်မှာကသဘာဝပဲ။အဲ့ဒါလိုအနေထားမှာလူတစ်ယောက်ဟာသူဘလို့နေထိုင်သင့်နေဆိုတဲ့နိုင်ရန်တတိုင်းတွေကိုချိုးဖြတ်ပြီးထွက်ခဲ့ရမှာပဲ။ဒါကြောင့်ကျွန်တော်တခြားသူတွေရဲ့အတိမဲ့ပြုမှုကိုရှာဖွေနေရပေါ့။စောပိုင်းတုန်းကခမရဖျားသခင်အကြောင်းကိုပြောခဲ့တယ်။ဖျားသခင်ကိုလူတွေယုံကြည်ကြသေးတဲ့ခင်မှာ ကျွန်တော်တို့နေထိုင်နေတော့မယ်ဆိုရင်ဘုရားသခင်စောင့်ကြည့်နေတယ်ဆိုတဲ့အယူအဆဟာလူတွေကိုကျင့်ဝတ်ကိုစောင့်ထိန်ကြဖို့ရအတွက်စွဲကင်ကြရတဲ့အယူအဆသတ်မှတ်ချက်တစ်ခုဖြစ်လိမ့်မယ်တကယ်လို့လူတယောက်ဟာဘုရားသခင်ရဲ့အတိမတ်ပြုမှုကိုရခဲ့ရင်သူဟာတခြားသူတွေရဲ့အတိမတ်ပြုမှုကိုလိုအပ်မှာမဟုတ်တော့ဘူးဒါပေမဲ့လည်းအဲ့ဒလိုခေတ်အခါကအချိန်တော်ကြာကြာကလေးကကုန်သွားခဲ့ပြီအဲ့ဒလိုအချိန်အခါမျိုးမှာလူတယောက်ဟာအခြားဘာမှမတတ်နိုင်တော့ပဲကျင့်ဝတ်ကိုစောင့်ထိန်လိုက်နာဖို့ရအတွက် ခြားလူတွေကစောင့်ကြည့်နေတယ်ဆိုတော့အခြေခံအုတ်မြစ်ကိုတိဆောက်ကြရတော့တာပဲခြားသူတွေရဲ့အတိမတ်ပြမှုကိုရှာဖွေပြီးရိုးသားတဲ့ဘဝတစ်ခုမှနေထိုင်နိုင်မှုပေါ့ခြားသူတွေရဲ့မျက်လုံးတွေဟာကျွန်တော်အတွက်ထင်းကျောင်းတက်မှတ်ပေးနေမှုပဲอืมလူတယောက်ဟာခြားသူတွေရဲ့အတိမတ်ပြမှုကိုရွေးချယ်မှာလားဒါမှမဟုတ်အတိမတ်ပြမှုတွေမလိုအပ်တဲ့လွတ်လပ်တဲ့လမ်းကြောင်းကိုရွေးချယ်မှာလားအဲ့ဒါဟာအရေးကြီးတဲ့မေးခွန်းတစ်ခုပဲအဲ့ဒီမေးခွန်းကိုအတူတူစဉ်းစားကြည့်ကြရအောင်ကွာ လူတယောက်ဟာသူ့ဘဝကိုခြားသူတွေရဲ့ခံစားချက်တွေကိုဖြည့်ဆည်းပေးဖို့ရာအတွက်ရယ်နဲ့သူတို့ငါ့ကိုဘလို့မြင်ကြလိမ့်မလဲဆိုပြီးစိုးရိမ်နေတဲ့ဘဝရယ်အဲ့ဒါလို့ဘဝမျိုးတွေမှာနေထိုင်မှာလားအခြားသူတွေရဲ့ဆန္ဒတွေကိုဖြည့်ဆည်းပေးနေရတဲ့ဘဝမှာနေထိုင်မှာလားအဲ့ဒါလို့ဘဝမျိုးတွေမှာနေထိုင်ရင်တော့ဘယ်ကိုသွားဘာကိုလုပ်ဆိုတဲ့လမ်းညွန်ဆိုင်ပုတ်လေးတွေကိုသူတို့ကထောင်ပေးထားကြလိမ့်မယ်ဒါပေမဲ့အဲ့ဒါလို့ဘဝမျိုးဆိုတာကလုံးဝလွတ်လပ်မှုမရှိတဲ့ဘဝမျိုးပါပဲ။ အခုမင်းကအဲ့ဒါလိုလွတ်လပ်မှုမရှိတဲ့ဘဝမျိုးမှာနေထိုင်ဖို့ကိုဘာလို့ရွေးချယ်နေရတာလဲအတိမတ်ပြုခံခြင်းစိတ်ဆိုတဲ့စကားလုံးကိုမင်းသုံးခဲ့တယ်နော်ဒါပေမဲ့မင်းတကယ်တမ်းပြောနေတာကတော့မင်းဟာတခြားသူတွေမင်းကိုမနှစ်သက်တာမျိုးကိုမလိုချင်ဘူးလို့ပြောနေတာပါပဲဘသူကရောလိုချင်ကြလို့လဲဘယ်နေရာမှာမှလူတွေသူ့ကိုမကြိုက်တာကိုတကယ်လိုချင်နေတဲ့သူရှိမှာမဟုတ်ပါဘူးအင်းအမှန်ပဲကိုကိုလူတွေမကြိုက်တာကိုလိုချင်တဲ့သူမရှိဘူးဆိုတာအမှန်ပါပဲဒါပေမဲ့ဒီလိုတွေးကြည့် လူတွေကိုကိုမကြိုက်တာမျိုးမဖြစ်အောင်လူတယောက်ဟာဘာလုပ်ရမလဲအဖြေကတခုတည်းရှိတယ်လူတွေရဲ့ခံစားချက်တွေပြည့်နေအောင်အမြဲမပြတ်ဖြည့်ဆည်းပေးနေရတော့မှာပေါ့လူ၁၀ယောက်ရှိရင်အဲ့ဒီ၁၀ယောက်ကနှစ်သက်နေအောင်အဲ့ဒီ၁၀ယောက်ရဲ့လူရင်းဆန္ဒတွေကိုဖြည့်ဆည်းပေးနေရမယ်အဲ့ဒါကိုအောင်မြအောင်လုပ်နိုင်ခဲ့ရင်အချိန်တစ်ခုရောက်တဲ့အခါမှာကိုကိုမကြိုက်မနစ်သက်သက်သူရှိမှာမဟုတ်တော့ဘူးဒါပေမဲ့အဲ့ဒီအချိန်ရောက်သွားခဲ့ရင်ကြီးမားတဲ့ပဋိပက္ခကြီးပေါ်ပေါက်လာလိမ့်မယ် လူတယောက်ဟာအဲ့ဒီအချိန်မှာလူတွေအားလုံးကသူ့ပေါ်နှစ်သက်ပြီးသစ္စာရှိနေဖို့ဆိုတော့တခုတည်းသောဆန္ဒသာရှိနေတော့လိမ့်မယ်။အဲ့ဒါကလူအများကြိုက်အောင်စူးစမ်းရင်မဖြစ်နိုင်တဲ့ဂရီကဝတ်တွေပေးမိတဲ့သူတက်နိုင်တာထက်ကြော်လွန်တဲ့တာဝန်ဝတ္တရားတွေကိုလက်ခံမိတဲ့နိုင်ငံရေးသမားတယောက်လိုဖြစ်လာလိမ့်မယ်။ပုံမှန်အားဖြင့်သူ့ရဲ့အဲ့ဒါလိုအလိန်ညာတွေဟာမကြခင်မှာပဲဘူးပေါ်သလိုပေါ်လာလိမ့်ရှိတယ်။အဲ့ဒါလိုအချိန်မှာလူတွေရဲ့ယုံကြည်မှုကိုသူဆုံးရှုံးသွားပြီး သူ့ရဲ့ကိုယ်ပိုင်ဘဝဟာလည်းပိုကြီးမားတဲ့ဆင်းရဲဒုက္ခခံစားရမှုတစ်ခုဖြစ်ပြောင်းလဲသွားလိမ့်မယ်။ပြီးတော့အဆက်မပြတ်လိမ့်ညာနေရခြင်းရဲ့ဖိအားတွေမှာအကျိုးဆက်တွေအများကြီးရှိနေတယ်။ဒီအချက်ကိုမှတ်ထားပေးပါ။လူတစ်ယောက်ဟာအခြားသူတွေရဲ့မျှော်မှန်းချက်တွေကိုဖြည့်ဆည်းပေးခြင်းနီးလန်းနဲ့နေထိုင်မယ်ဆိုရင်သူ့ကိုယ်ပိုင်ဘဝကိုအခြားသူတွေအတွက်စတေးလိုက်မယ်ဆိုရင်အဲ့ဒါဟာကိုယ့်ကိုယ်ကိုလိမ်ညာတဲ့နီးလန်းနဲ့ရှင်သန်နေထိုင်တဲ့ပုံစံဖြစ်ပြီး ကို့နားမှာတခြားသူတွေဝန်းရံနေစေဖို့အတွက်အဆက်မပြတ်လိန်ညာနေရတော့မှာပဲဖြစ်တယ်။ဆိုတော့လူတယောက်ဟာကို့အတက်ကိုဗဟိုပြုပြီးကိုကျင်နဲ့နေတယ်လို့နေထိုင်ရမှာလား။ကို့တာဝန်တွေကိုခွဲခြားထားတာကို အတက်ဗဟိုပြုတယ်လို့ပြောလို့မရပါဘူး။တခြားသူတွေရဲ့တာဝန်တွေမှာဝန်ရောက်ဆွတ်ဖက်နေတာကမှအတက်ဗဟိုပြုစဉ်းစားနေတာလို့ပြောရမှာပါ။မိဘတွေကကလေးစာလောက်အောင်ဖိအားပေးတယ်။ကလေးရဲ့ဘဝမှာဝင်ဆွတ်ဖက်တယ်။အိမ်ထောင်ရေးမှာဝင်ဆွတ်ဖက်တယ်။ အဲ့အမျိုးတွေကမှအတ္တဗဟုပြုစဉ်းစားနေလို့ပြောရမှာပါဆိုတော့ကလေးကသူ့မိဘတွေရဲ့ရည်ရွယ်ချက်တွေကိုလစ်လျူရှုပြီးသူကြိုက်တယ်လို့နေထိုင်ရမှာလားလူတယောက်ဟာသူ့ဘဝကို သူကြိုက်တဲ့ပုံစံအတိုင်းမနေဖို့ရာအတွက်ဘာအကြောင်းပြချက်မှရှိမနေပါဘူးခင်ဗျာအတ္တဝါဒီတယောက်ဖြစ်ယုံတာမကစီးမြင့်မဲ့ဝါဒီတယောက်တောင်ဖြစ်နေပါပေါ့လားပြီးတော့အပြော်ပါလိုက်စားတဲ့ဝါဒီတယောက်လည်းဖြစ်နေတာပဲကျွန်တော်အံ့အားသင့်တာကိုကြော်သွားပြီးခင်ဗျာကိုရေးချင်းလာပြီ อืมမလွတ်လပ်တဲ့ဘဝမှာနေထိုင်မှုရွေးချယ်ထားတဲ့လူကြီးတယောက်ကဒီအခိုက်တန့်လေးမှာပဲအဲ့ဒီနေရာအဲ့ဒီအချိန်မှာလွတ်လပ်စွာနေထိုင်တဲ့လူငယ်တယောက်ကိုမြင်တဲ့အခါမှာအပျော်ပါပဲလိုက်စားနေတဲ့ကောင်းလို့ဝေဖန်တတ်ကြတယ်။အဲ့ဒါဟာဘာကြောင့်ဖြစ်တာလဲဆိုတော့အဲ့ဒီလူကြီးဟာသူ့ရွေးချယ်ထားတဲ့သူ့ကိုယ်ပိုင်ဘဝရဲ့မှုသားကိုသူ့ကိုယ်တိုင်ပြန်လက်ခံနိုင်ဖို့ရာအတွက် ပေါ်ထွက်လာရတဲ့စင်ကြေတစ်ခုကိုလိုအပ်နေလို့ပဲ။အစ်စ်မန်လွတ်လပ်တဲ့ဘဝမှာနေထိုင်မှုရွေးချယ်ထားတဲ့လူကြီးတယောက်ကတော့ အဲ့ဒါလိုမျိုးဝေဖန်ချက်တွေပေးလို့မရှိပဲလွတ်လပ်စွာနေထိုင်လိုတဲ့ဆန္ဒကိုဝမ်းမြောက်စွာနဲ့အားပေးချီးမွမ်းလိုက်မယ်။ကောင်းပြီခမားကင်ဆွဲထားချင်တာကလွတ်လပ်မှုဟာပြဿနာဆိုတဲ့အမြင်ပေါ့အဓိကအချက်ကိုပြောကြရအောင်ခမားကလွတ်လပ်မှုဆိုတဲ့စကားကိုအတော်များများသုံးတယ်နော်ဒါပေမဲ့လွတ်လပ်မှုကိုခမားဘယ်လိုအဓိပ္ပာယ်ဖွင့်မလဲကျွန်တော်တို့ဘယ်လိုလွတ်လပ်အောင်လုပ်ရမလဲဟုတ်ကဲ့ပါရှင်စောင်းလေးတို့ဒီမှာပဲခေတ္တခဏရှင်းနာလိုက်ပြရစင်နော် နောက်ဆက်အားပေးခဲ့ကြသူအားလုံးကိုကျေးဇူးများ í တင်ပါတယ်ရှင်။ကျန်းမာပေးကင်းကြပါစေ။